ားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာပါတဲ့ဒီနေ့ဒီနေ့လည်းလုံနာရဲ့ကျွန်တော်ရဲ့ဒီကမ္ဘောဒီးယားနိုင်ငံရဲ့နပတ်တတာလေးပြန်ပြီးတော့ share ရင်းလောက်တာပေါ့နော်ဟုတ်ကဲ့ဒီကျွန်တော်တို့ဒီကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်အလောက်ကိုင်းနေကခုနပြောလို့ပေါ့နော်ကျွန်တော်တို့ဒီထိုင်းနဲ့မလေးတို့တော့ရှာရခက်တယ်ပေါ့နော် တော့ကမ္ဘောဒီးယားနိုင်ငံကဘာဖြစ်လို့လဲဆိုတော့ကမ္ဘောဒီးယားနိုင်ငံမှာရှိရဝန်ထမ်းအများစုစိတ်ရဝန်ထမ်းစိတ်ရဝန်ထမ်းအများစုပေါ့နော်ဒီအင်္ဂလိပ်စကားပြောနိုင်ဆိုနိုင်တဲ့သူတော်တော်ရှားတယ်ရုံပိုင်းဆိုင်ရာမှာရုံပိုင်းဆိုင်ရာဌာနပိုင်းမှာလုပ်တဲ့လူအင်္ဂလိပ်စကားသင်ယူထားတဲ့လူလောက်ပဲအင်္ဂလိပ်စကားပြောနိုင်တယ်နောက်တစ်ခုကတော့ကမ္ဘောဒီးယားနိုင်ငံကတရုတ်စစ်အုပ်တွေများတဲ့အတွက်ကြောင့် တေယုတ်စကားနဲ့ကမ္ဘောဒီးယားစကားကိုတင်ထားတဲ့သူတွေပေါ့နော်ပြောတဲ့ဆိုတတ်ကြတယ်။ဒါပေမဲ့တာမန်ဝန်နန်းနော်စေယောဝန်နန်းစေယောလို့ဒီမှာအဲအဲ့လိုမျိုးဟာတွေဆိုရင်နောက်ပြောဒီရက်ွက်တော်တော်မှဆိုလဲဈေးဝယ်တာအဆပေါ့နော်အင်္ဂလိပ်လိုပြောတာဒါတော်တော်ရှားတယ်မပြောတတ်ဘူးပေါ့နော်ပြောနိုင်တယ်လို့ရှားတယ်လူ၅ယောက်မှာအင်္ဂလိပ်စကားပြောနိုင်တဲ့လူဆိုတော့တယောက်နဲ့ရောပဲရှိတယ်ဆိုတော့က ဒီမှာခုနပြောတော့ကိုကကမ္ဘောဒီးယားနိုင်ငံမှာအလုပ်လာလုပ်မယ်ဆိုရင်တော့ကိုကပညာရှင်အဆင့်ထားပါတော့ IT ပညာပဲဖြစ်ဖြစ် accounting ပဲဖြစ်ဖြစ်တခုခုပေါ့နော်ကျွမ်းကျင်တဲ့အရာတခုဖြစ်တဲ့လူတော်မှဒီအဆက်အသွယ်မရှိဘူးဆိုရင်အလုပ်ရှာတော့ခက်တယ်နေရေးစားရေးတောက်ရေးဇေယိတ်တော်တော်ထောင်းတော့ပေါ့နော်အဲကိုကလူကန်ရှိမယ်အဆက်အသွယ်ရှိမယ်ဆိုရင်တော့မှဒီအနည်းဆုံးတစ်လနှစ်လောက်ကြာတယ် လုံးဝအထက်တွေမရှိတဲ့လူဆိုရင်တော်တော်လေးရှားတယ်တကယ်လို့ကိုကအသက်ပညာတစ်ခု skill တစ်ခုမရှိဘူးဆိုရင်အလုပ်တီးတန့်ရှာဖို့ကြတော့တော်တော်လေးခက်တယ်ဒီနိုင်ငံမှာဒီနိုင်ငံသားကိုပဲအဓိကဥစားပေးလုပ်ခံတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံခြားသားကိုခတ်မယ်ဆိုရင်သူတို့အတွက် passport တွေ visa တွေအဲ passport เนาะ visa ပေါ့เนาะ visa တွေ work permit ကတည်းလုပ်ပေးရလို့တာဝန်ကြီးလို့အဲ့အတွက်ခတ်မဲ့တူတူ သူတို့နိုင်ငံကမ္ဘောဒီးယားနိုင်ငံတော့ကိုဒီမှာရှိတဲ့နိုင်ငံတွေသားလုပ်ငန်းရှင်တွေကခန့်တာပုံများတယ်ပို့ပြီးအတော့ဝင်တာပေါ့နော်ဆိုတော့ဒါဒီနိုင်ငံသားဘာသာဒီနိုင်ငံဘာသာစကားအဓိကကြားရတဲ့အကြောင်းဒီဝန်ထမ်းကြီးစကားပြောတဲ့အခါကျရင်သူတို့ဒီနိုင်ငံသားတွေကပြောရဆိုတာအဆင်ပြေတယ်ကိုကနိုင်ငံသားကကိုကအင်္ဂလိပ်လိုပဲရတယ်ဒါပေမဲ့ဒီဘက်ကနိုင်ငံသားဝန်ထမ်းတွေကအင်္ဂလိပ်လိုရတယ်နည်းတယ်သူတို့ communicate လုပ်တဲ့အခါမှာခိုင်းရပြောတဲ့အခါမှာအရန်ခက်ခဲဖြစ်တယ် အဲ့ကြောင့်တာမန်အဆင့်နဲ့ကိုကလာမယ်ဆိုရင်တော်လေးခက်တယ်နောက်တစ်ခုကအထယ်အင်းကြီးအထယ်ပညာချုပ်တက်တယ်ဆိုရင်တော့မှဝင်လို့ရတရားမှာ68ဆလောက်အဆင့်ပြေတယ်ဒါကြလို့ကိုကဘာမှမတက်ဘူးအဲအခုမှအလုပ်လည်းတွေ့ကြုံမရှိဘူးဆက်လည်းမချုပ်တက်ဘူးစကားလည်းအင်္ဂလိပ်စကားလည်းပါပါရတယ်အဲဝေတာနေနဲ့ဝင်လုံးမယ်အဲတာမန်လုံတမနေနဲ့ဝင်လို့မှာဆိုရင်တော်တော်လေးကိုရှာခဲ့တယ်ဒီနိုင်ငံမှာအိလာကကကျွန်တော်တို့ဒီအခန်းချင်းချင်းလေးတွေစက်ယုံလောက်ယုံနေတဲ့နေရာမှာ မြန်မာလိုပြောရင်တော့အခန်းငှားတဲ့ဒီလိုင်းငန်းတော့မဟုတ်ဘူးเนาะဒီအခန်းတချို့အိမ်တွေမှာအခန်းလေးဖွဲ့ပြီးငှားတာပေါ့ဆိုရင်ဒေါ်လာအမေရိကန်ဒေါ်လာပေါ့เนาะအမေရိကန်ဒေါ်လာ90နဲ့60အမြင့်ဆုံး80ရှိရဲတချို့100တန်းအောက်တွေ80 90ရှိရဲအဲ့ဒါကြီးတော်တော်များများကကျွန်တော်တို့ပြောရင်စာလောင်အိမ်ပေါ့เนาะစာစာကလေးအိမ်လောက်ပုံစံမျိုးအဲမီတာနဲ့တော့မဆိုရင်ဒီမှာမီတာနဲ့တော့တာပေါ့เนาะတမီ2မီတာ3မီတာပတ်လည်လေးရှိတယ်။ဆိုတော့ဘာဆိုဘာမှမပါဘူး။တလားဘောနော်အင်လာကော ကျွေပြခင်းတဲ့ကျန်းကင်းကြီးပဲအထက်မှာအချီချိုးကအိနာပါတယ်ဒါကဒီဝန်ထမ်းတွေကမ္ဘောကမ္ဘောဒီးယားလူမျိုးတွေအဲသူတို့နေနေအချင်းဖြစ်လို့နေတတ်တဲ့အခမ်းမျိုးကိုယ်မြန်မာရဲ့နေကြကိုယ်မြန်မာရဲ့နေကြတော့တော်တော်လေးအခက်တွေ့တယ်မနေတတ်တဲ့အချင်းရှိတယ်လို့ပေါ့နော်တော့ဒါယာရီဥလူကလည်းခုနပြောတော့အမြဲတမ်းပူပလာများတယ်မိုးရာသီမှာတော့မှမိုးကနေရာကွာကြရွာတယ်တချို့နေရာရွာတချို့နေရာမရွာဘူးအရင်တော့ဆိုတော့အခုလိုအချိန်6လပိုင်းကြောကြောခလာပိုင်းတော့နေကနေကြရင်တော့မိုးကရွာလာပဲပေါ့နော် ဒါပေမဲ့အခုနောက်ပိုင်း6လပိုင်းဒီဒီနေ့ဆိုရင်6လပိုင်း18ရက်နေ့ထိမိုးကကောင်းကောင်းမရွာသေးဘူးတချို့နေရာရွာတချို့နေရာမရွာဘူးရွာတော့မရွာတော့ဘူးပေါ့နော်ဆိုတော့ကပူတဲ့အခါကျတော့အဲ့လိုမျိုးအိမ်မျိုးကျတယ်အဲယာကွန်းလည်းမရှိဘူးကော့ကိုပဲပန်းကဝဲရတယ်ကော့ကိုပဲအဲယာခင်းဝဲရတယ်ကော့ကိုပဲချက်ဆက်ပြုတ်ဆက်ဝဲရတယ်ဘာလို့ဘာမှမရှိဘူးခုနပြောတဲ့ အဲပစ္စည်းစုံပါတဲ့ဥမာအိယာကတင်းခေါင်းမှွေရအဝတ်လျှော်ဆက်အယာကွန်ပါတဲ့အခန်းမျိုးဆိုရင်အ ਨੇ ဆုံးမြို့လေကောင်လိုနေရာမျိုးမှာဆိုရင်ဖနော်ပင်ကမ္ဘောဒီးယားနိုင်ငံဖနော်ပင်လိုမြို့လေကောင်မှာဆိုရင်ဒေါ်လာအ ਨੇ ဆုံး200ကျော်အထက်မှာရှိတယ်ဆလောက်ရေပုံမျိုးတွက်ကြည့်မှာဆိုရင်တော့300ကျော်နေမှာကြာမယ်တချို့ကွန်ဒိုတွေအဖားမတွေဆိုရင်300ကျော်လေးရှိတယ်၄5 600ကျော်လေးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကမ္ဘောဒီးယားနိုင်ငံမှာတာမန်အလုံးနဲ့လာရှာမယ်ဆိုရင်တော်တော်လေးအခက်တွေ့ကြတာများတယ် နောက်ကိုကလည်းငွေစိုက်ထုတ်ကြတယ်ဒါထိုင်းတို့ဆိုတာမြန်မာအများဆုံးကမ္ဘောဒီးယားမှာလက်ရှိကလူဦးရေပြန်ပြတ်သွားခြင်းမှာတော့ထောင်ကနန်းလေးပဲဖြစ်လာပြီเนาะအရင်တော့ကျွန်တော်ရောက်ခါစားဆိုရင်အဲလူဦးရေမှာတထောင်တော့မပြည့်ဘူးเนาะဒီကမ္ဘောဒီးယားတနင်္ဂနွေလုံးမှာမြို့မြို့ရေအားလုံးပေါင်းလိုက်မှာဆိုရင်ကျွန်တော်ဒီရောက်တာအားလုံးက10နှစ်ကျော်ပြီเนาะကမ္ဘောဒီးယားမှာနေတာ10နှစ်ကျော်ပြီ10နှစ်ရှိပြီเนาะဆိုတော့ကကမ္ဘောဒီးယားနိုင်ငံမှာလာနေမှာဆိုရင်အလုပ်ကန်လာရှာမယ်ဆိုရင်နံပါတ်1ချက် ိုကလူကန်ရှိရမယ်နံပါတ်၄ချက်ကိုကဈေးစကအလုံးမရခင်စက်ချာအ ਨੇ ဆုံး၃လအတွင်းမှာတိုးမို့အတွက်ကိုမှငွေအလောင်းလုံးရှိရမယ်အဲကိုကဘာမှစကားလည်းမရဘူးအင်္ဂလိပ်စကားလည်းဘာမှရတယ်အတက်ပြဘာမှမရှိဘူးနော်အ ਨੇ ဆုံး၃လကျော်တော့ကြာမယ်လူကန်မရှိရင်အဲ့လူကပို့ပြီးတော့ဒုက္ခရရတယ်အဲကိုကအတက်ပညာရှင်ဆိုရင်အတက်ပညာအရာတစ်ခုပေါ့နော်အရာတစ်ခုဆိုတော့ IT ဘာလဲဖြစ်ရင်ဖြစ်မယ် graphic designer ဘာလဲဖြစ်ရင်ဖြစ်မယ် marketing ဘာလဲဖြစ်ရင်ဖြစ်မယ် ်အင်ဂျင်နီယာဘိုင်းနဲ့ဖြစ်ရင်ဖြစ်မယ်အဲ့လိုလိုမျိုးတော့ကိစ္စမရှိဘူးเนาะဒါပေမဲ့ကို့မှာတော့အ ਨੇ ဆုံးဒီလုံမရခင်စကြာဗီဇာဘိုးရေပါမစ်ဖိုးတွေနေဖို့ဆိုင်ဖို့ထိုင်ဖို့စားဖို့တောက်ဖို့တွေအ ਨੇ ဆုံးကို့မှာစိတ်လုံတော့ပါမယ်ဒီမှာကဗီဇာကကျွန်တော်တို့ဒီ e business visa လို့ခေါ်တဲ့ဥစ္စာသူကကိုကတကယ်လို့တနည်းနေပါတိုးမယ်ဆိုရင်ဗီဇာနဲ့လောက်ပါမစ်ကအနည်းဆုံး900နေပါတော့ရှာမယ်900ကျော်နေပါ ့တလာချင်းတလာပဲသုံးမှဆိုတော့3 3 4ရက်နေလို့တက်ကြမယ်သူကအဲ့တိုင်းတွေ့ကိုကတိုးနိုင်မှုအတွက်ပစံအတုံးစိလက်ထက်မှရှိမှဒီမှာကြာကြာနေလို့ရမယ်လှုပ်ဖြည်းဖြည်းချင်းရှာလို့ရမယ်ကိုကလူကန်လည်းမရှိဘူးငွေအန်လည်းမနိုင်ဘူးဆိုရင်တော့တော်တော်လေးကိုခတ်ပါတယ်မလာစေကျွန်တော်မဟုတ်ပါဘူးဒါပေမဲ့တော်တော်လေးခတ်ပါတယ်ဒါကျွန်တော်ဒီဘက်ကမျှဝေပေးတာပါခဗျာနောက်ကြာမှာတစ်ခါထပ်ပြီးတော့ sharing လုပ်ပါဦးခဗျာဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါခဗျာ